ကျွန်တော်ပြောခဲ့တာပဲသူတို့လည်းရင်ဆိုင်ဖို့အတွက်အချိန်ကောင်းတစ်ခုလို့ပြောခဲ့တာပါရိုးသားပြောရင်တော့ကျွန်တော်တို့နိုင်မယ်လို့တော့မထင်ခဲ့ပါဘူးကျွန်တော်တကယ်ကိုစိုးရိမ်ခဲ့တာပါဒါပေမဲ့လည်းနေပြကတော့တကယ်ကိုချီးကျူးရမယ်ဗျသူ့ရဲ့နေပြတွေကတကယ်ကိုတစ်ချက်မှကိုမလွှဲအောင်ကိုလှမ်းကန်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့ဟာရီမက်ဂွေယာကိုထည့်သွင်းခဲ့တဲ့ဆုံးဖြတ်ချက်ကဒဏ်ရာကြောင့်လားမဖြစ်မနေလုံးခဲ့ရတာလားတော့ကျွန်တော်လည်းမသိဘူးလို့တဲ့အပတ်တုန်းကကျွန်တော်ပြောခဲ့ပါတယ်သူကမန်ချက်စတာနဲ့တဲ့အသင်းတွေတိတ်ကိုအေးပါတဲ့ဈာမတက်ရောက်ပါလို့ ဆိုတော့အနိုင်ကိုကိုသူတွင်းယူသွားကြတာမှန်ပေမဲ့အန်ဖီမှာပြသခဲ့တဲ့သူ့ရဲ့ခေါင်းဆောင်မှုအကြီးအသေးတွေအထွေကြုံတွေကြောင့်ဒါဟာတရားရာကလုံးမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ပြောလို့ရပါတယ်။နေပြတော်တကယ်ကိုကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးနေပြော်ပိုင်းအရာဒီကနေ့မန်ချက်စတာယူနိုက်တက်အသင်းကတကယ်ကိုတိတိကျကျမှန်ကန်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့မင်းတို့ရောသဘောတူလား။အော်ကျွန်တော်လည်းသဘောတူပါတယ်။ရိုဘီယာမော်ရီကသူ့ရဲ့မှတ်တမ်းမှာအန်ဖီမှာနိုင်ရခဲ့တဲ့မှတ်တမ်းတစ်ခုရရှိသွားတာပေါ့။ဒါကသူ့ရဲ့ရှေ့ဆက်ရမယ့်ခီးအတွက်အများကြီးအထောက်အကူဖြစ်စေမှာပါ။ လူကျော်လဲပွဲကြီးပွဲကောင်းတော့ပွဲကစားတော့ရတယ်လို့ခန်းစားပါတယ်သူကပြေးလာတဲ့လူတွေကိုအမိလိုက်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်လေသူသာတန်ခံမှုအပြည့်ရှိနေမယ်ဆိုရင်လူကျော်ကတကယ်ကိုကစားမကောင်းတယောက်ပါပဲသူအတွက်ကတန်ခံမှုအပိုင်းကပဲပြဿနာတစ်ခုလို့ဖြစ်နေတာပါဘီရော်ဒါဆင်မှုအန်ဘူမိုစီကနေဂိုးတွေမြင်တွေ့ရတာတိတ်ကိုကောင်းပါလေပွဲထွက်မှာတီးတန်တိုင်းဆင်မှုစစ်စစ်ကြီးမပါခဲ့တာကဗန်နိုင်းတို့လိုခန်းစစ်တန်းကိုတော်တော်လေးကိုအုံအောင်ခြောက်ခြားသွားစေခဲ့တယ်လို့ထင်ပါတယ်ဗန်နိုင်းကဘေးကိုခဏခဏဆွဲထုတ်ခံနေရပါတယ် ဆိုတော့သူ့ရဲ့အားသာချက်တစ်ခုကလည်းနေရာယူမှုပဲဒါပေမဲ့ဒီကနေ့ပွဲမှာတော့သူကအာမတ်ကိုထိန်းချုပ်ရမယ်အစားဘဲသူကိုတွားပြီးတော့ထိန်းချုပ်ရမှန်းမသိဖြစ်နေကြတယ်လေပထမဂိုးမှာဆိုရင်ဗန်နိုက်ကတော်တော်လေးကိုအမှားရှိတယ်လို့ထင်ပါတယ်ဂျဲစီနဲ့ပွဲကဂိုးနဲ့တော်တော်လေးကိုဆင်တူတယ်လို့ထင်တယ်ဗျသူကပထမဆုံးဂေါလိုက်ဘောကိုသွားလူရင်းနဲ့မဲလစ်စတာရဲ့နောက်ကျောကိုဝင်တိုက်ပြီးသွားပြီးရဲ့နောက်အာယုံပြန်ပြီးတော့မဆူစင်းနိုင်ခင်မှာအန်ဘူမူကသူ့ကိုကြောတက်သွားတာလေသူကအန်ဘူမူထက်၅ခဲလောက်ရှိကိုရောက်နေပြီမဲ့အာယုံလဲသွားတဲ့အချိန်မှာအန်ဘူမူကသူ့နောက်ကျောကနေ ြေးထွက်သွားတော့တာပဲဒီအချိန်မှာသူစီကနေဒီလိုအမှားမျိုးတွေအများကြီးမြင်တွေ့နေရပါတယ်မနေ့ကပရီးမီးယားလိဖလာရပြီးရဲ့နောက်ဖြစ်လာတဲ့ပေါ်စားမှုလားတော့မသိပါဘူးဒါမှလည်းပဲဒါကဗန်ဒိုက်နဲ့လာလာမှမအပ်ဆက်တဲ့အပြုတ်မှုပါပဲဒီတော့ဒါကလဘဘူးအသင်းအတွက်တကယ်ကိုစိုးရင်စရာတစ်ခုလို့ထင်ပါလိမ့်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကြိုးစားမှုကတော့ရှော့တွက်လို့မရဘူးနော်အစောကမင်းပြောသွားတယ်လို့ပဲအာမကတကယ်ကိုကောင်းနေတယ်ပြဿနာတွေပန်နေနေကြတယ်သူနဲ့ကြားနေရမှာအမြဲရှိနေတဲ့လဘဘူးအသင်းကဘဲသူ့ကို ဘယ်သူကိုလိုက်ပြီးထိန်းလို့ထိန်းရမှန်းမသိဖြစ်ခဲ့ပါတယ်။ဒိုင်ဆင်မူဘောပဲကစားကတဲ့နေပြွာကတကယ်ကိုအလုံးဖြစ်ခဲ့ပြီးလဘဘူကိုဒုက္ခအကြီးအကျယ်တွေ့သွားစေတယ်လို့ပြောလို့ရပါတယ်။ဆိုတော့ Rain အဲ့ဒီကိုကို MV ရဲ့ရှီတော်ကနေပြီးတော့ခင်ဗျားကြားတဲ့အချက်အနေတကွရှင်းပြပေးလို့ရပါလား။ဆိုတော့ဒါသူ့ရဲ့ Manchester United ရဲ့ဇာမဘောကအတွက်လည်းတကယ်ကိုအရေးပါတယ်ကိုရီကိုလို့ဖြစ်ခဲ့တယ်လေ။အာကျွန်တော်ထင်ပါတယ်အစပိုင်းမှာသူက Manchester နဲ့ Van Dijk ကြားမှာညှက်နေကြတာပါ Van Dijk ကသူ့နောက်ကနေဝင်လာပြီးတော့ MMU ကိုအရင်ဝင်တက်လိုက်တယ်ပြီးတော့ Manchester ကိုပါဆက်ပြီးတော့တိုက်မိသွားတယ် ဒါပဲအဲ့ဒီနောက်မှာကျွန်တော်တို့မြင်လဲရတာကအမ်ဘူမေးရဲ့အမကန်ကောင်းမွန်တဲ့တုံးပြန်မှုပြောက်အတိုက်ခံလဲရပေမဲ့သူချက်ချင်းပြန်ထပြီးတော့ဘောလုံးမေးကိုထွက်သွားတာမြင်တာနဲ့ရှေ့ကိုပြေးပြီးတက်သွားတယ်ပြောက်တခါလေးမှဒါကတကယ်ကိုရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်ကိုပန်ဆိုင်ထဖို့အတွက်တကယ်ကိုအရေးကြီးတဲ့အရေးချင်းတစ်ခုပါပဲသူကတန်းတန်းမတ်မတ်ပြေးသွားခဲ့တဲ့အချိန်မှာဗိုင်းလိုက်ကတော့မပြေးခဲ့ဘူးပေါ့ဗျာသူအယုံလွတ်သွားခဲ့ပါတယ်အမရဲ့ဖန်လေးပြေးမှုကလည်းတကယ်ကိုကောင်းမွန်ခဲ့ပြီးအမ်ဘူမေးရဲ့အဆုံးသတ်ကလည်းတကယ်ကိုလှပခဲ့ပါတယ် ကျွန်တော်တို့ရဲ့သူကဒီဒီဟာစီတော့ကျွန်တော်ရဲ့အကောင်းဆုံးစားမပါပဲသူရဲ့စူးစမ်းထုံးမှုနဲ့အသိအတွေ့စရေကဲမှုတွေအတွေ့စုလက်ကောင်းကောင်းတော့မရခဲ့သေးဘူးပေါ့ဗျာဒါပေမဲ့လည်းဒါကတကယ်ကိုကောင်းတဲ့ဂိုးတိုးလို့ထင်ပါလေရိုးသားပြောရင်ဗျာမန်ချက်စတာနဲ့အသိကသူ့ကိုခေါ်ယူတော့ကကျွန်တော်နည်းနည်းလေးတော့တန်တရားဖြစ်မိခဲ့တယ်ဗျာမန်ချက်စတာနဲ့အသိအတွေ့စားနိုင်တဲ့အရေးအသွေးရှိနိုင်ပါမလားလို့ကျွန်တော်တန်တရားဝင်ခဲ့တယ်ဒါပေမဲ့သူကကျွန်တော်ကိုမှားကြောင်းတတ်သိပြသသွားခဲ့ပါလေသူအသိအတွေ့တကယ်ကိုကောင်းတဲ့ဖြည့်ဆွမ်းမှုတစ်ခုဖြစ်ပြီးဒီဟာဒီမန်ချက်စတာနဲ့အသိရဲ့အကောင်းဆုံးစားမပါပဲ ကျွန်တော်သူကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂျာစီနဲ့နောက်ထပ်ဘာတွေလုပ်မလဲ။လာရီလုပ်လို့အရေးမကြီးတော့ဘူးမလား။ဘာလို့လဲဆိုတော့သူကလီဗာပူးအသင်းကိုဂိုးသွင်းယူနိုင်ခဲ့ပြီလေ။ဟုတ်တယ်ဟုတ်ကဲ့။အာကောင်းပါလေကောင်းပါ။ဒါပေမဲ့ခင်ဗျားမအားလို့အရှုံးမပေးတတ်တဲ့စိတ်နဲ့လုံးကြသွားတဲ့ဘောလုံးနောက်ကိုလိုက်ပြီးတော့အဆက်မပြတ်ပြေးလွှားတတ်တဲ့ဇာမတစ်ယောက်ရှိနေပြီဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဇာမတစ်ယောက်အတွက်လိုအပ်တဲ့အရာတွေကိုလုံးပြနိုင်ပြီဆိုရင်တော့ဒါရီအားအခြေခံအကြဆုံးလိုအပ်ချက်တွေပဲဖြစ်နေပါလေ။ဂွေးထဲမှာပြေးလွှားပြီးတော့ဂီယူဆက်ကြောင်ပြသတာဟာနေရင်ဆုံးအဆင့်မှာတော့ရှိနေပါလေ။ သူကအဲ့ဒါကိုလိုလာတတ်တောင်ပို့ပြီးတော့လုံးပြပါတယ်ပြီးတော့သူ့မှာရေအသွေးတွေလည်းရှိပါတယ်ဗျမနေ့ကသူ့ရဲ့ဂိုးပန်းလေးမှုတွေနဲ့ဂိုးတွေကိုကြည့်ရင်လည်းသိနိုင်ပါတယ်အခုသူရတဲ့အသင်းအတွက်ဂိုးစင်းစပြီးတော့ဖွင့်နေပါပြီမကြခင်မှာသူပြိသက်အချစ်တော်တရားဖြစ်လာမယ်လို့ကျွန်တော်တော့ထင်တာပဲဆိုတော့ rain အာဒါတော့မန်နေဂျာအတွက်တကယ်ကိုကြီးမားတဲ့နိုင်ဝဲတစ်ခုပါကျွန်တော်ကိုယ်တိုင်လည်းသူ့ရဲ့ဆုံးဖြတ်ချက်တွေညီးပြွာတွေဒီဟာတွေနဲ့မနေ့ကကစားမတွေရဲ့စိတ်ဆန္ဒတွေကိုမေးခွန်းထုတ်ခဲ့တဲ့သူတွေထက်ကတယောက်ပဲလေ MV မှာအနံ့ရဖို့ဆိုတော့လွယ်တဲ့အရာမှမဟုတ်တာ နိုင်ငံကဘွဲစင်ဒီအပြီးမှာအဲ့ဒီကိုတွားပြီးတော့နိုင်ခဲ့တာကကစားမလေးနဲ့နီးပြားကိုဘလောက်တော့ယုံကြည်မှုတွေပေးလိုက်မယ်။သူလိုပြောင်းနိုင်ခဲ့ပြီလို့ပထမဆုံးပြောမဲ့သူကကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။ဒီလိုပုံစံတွေကိုပို့ပြီးမြင်ရဖို့အတွက်ကျွန်တော်မျှော်လင့်ပါလိမ့်။ရိုင်းဟာသူ့ရဲ့ဆဲလုံချမှုကိုဖုံးကွယ်ထားတာကိုကျွန်တော်တော့သိတဲ့သဘောကြတယ်ဗျအစီအစဉ်မဆခင်သူကလဘဘူးအတင်းနဲ့နှစ်မှတ်ပဲကွာတော့တယ်ဆိုပြီးတော့ပြောတယ်ဟုတ်တယ်လေဟုတ်တယ်ဒါကယူသားပြောရမယ်ဆိုတော့အဲ့ဒီအကြောင်းကိုစောစောကြီးတွေကဘာလို့မပြောခင်မှန်းတော့မသိဟုတ်ပါတယ်ဒေါ်ဘူးသင်းနဲ့နှစ်မှတ်ပဲကွာပါတော့တယ် ဒါပေမဲ့တကယ်တော့ကျွန်တော်အသင်းရဲ့စွမ်းဆောင်ကြီးကိုတကယ်ကိုသဘောကျခဲ့တာပါ။ကစားမတွေလုံနိုင်တယ်ဆိုတာကိုကျွန်တော်သိပါတယ်။ဒီအခြေစွမ်းကိုပုံမှန်လေးမြင်တွေ့ဖို့တော့လိုအပ်တာပေါ့လေ။မလုံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အခြားသောဘန်နဲ့ပညာရှင်တွေလူတွေကတော့မေးခွန်းတော့မေးခွန်းတွေမေးနေကြပါပဲ။ဘာလို့ဆိုစားမတွေလုံနိုင်တယ်ဆိုတာကိုအခုကျွန်တော်တို့သိသွားပြီလေ။ဒီတော့အာယုံလွဲသွားလို့တော့မရဘူးဗျာ။ဒီလိုပုံစံကိုထပ်ပြီးတော့မြင်ကြရအောင်ပါ။ပြီးတော့အော်ဟိုတယောက်ကိုသမင်းညက်ခံလိုက်ကြပါဦး။ဘာလို့ဆိုတော့သူ့နာမည်ကမတူလဲတော့မသိဘူးဗျ။ငါးပွဲစတဲ့နန်းကျင်နေဆိုတဲ့ကောင်းလေးတယောက်လေ။ဟုတ်ပါတယ်။ အဲ့ဒါကိုကျွန်တော်တို့ပြောဖို့လိုတာဗျာဆိုတော့ rain ဟာရီမက်ကွဲရဲ့ပြောစကားအချုပ်ကိုလည်းသွားကျင်သေးတယ်ဗျာဆိုတော့ခင်ဗျားတို့နေရာတုံးကသူ့အကြောင်းကိုပြောပြလေးရှိတာတော့ကျွန်တော်လည်းသိပါတယ်ဆိုတော့ပွဲပြီးမှသူပြောတာကဒါကကျွန်တော်အတွက်အရာလုံးပါပဲပြည်တဲ့နှစ်တွေအတွင်းမှာလီဗာပူးအသင်းကရောတော့ဒါစီရခဲ့ပြီးဒါကကလည်းအတွက်တကယ်ကိုမကောင်းခဲ့ပါဘူးကျွန်တော်တို့ပြည်သက်တွေကိုဒီလိုမျိုးနေရတွေအများကြီးမပေးနိုင်ခဲ့ပါဘူးဒီတော့ဒီကွင်းကိုလာပြီးအမှတ်၃မှတ်အပြည့်ရယူနိုင်ဖို့ဆိုတော့တော်တော်လေးကိုစောင့်ခဲ့ရတယ်လို့သူကပြောခဲ့ပါတယ်တကယ်လည်းအချိန်ကြာခဲ့တယ်နော်ဝေးဆိုတော့ ။ခင်ဗျနောက်ဆုံးတစ်ခေါက်ကိုမှတ်မိအောင်မယ်လို့ထင်နေတော့အဟုတ်ကဲ့ MV ကိုတော့ရတဲ့ချစ်စရာကောင်းတဲ့အခိုက်အတန့်လေးတွေပေါ့ဗျာအနိုင်ကိုတွင်းရတာကအမြဲတမ်းကောင်းမွန်တဲ့ခံစားချက်တစ်ခုပဲဗျာဒါပေမဲ့လည်းဒါကတကယ်ကိုအထင်ကြလွန်းသွားပါပြီ2016ခုနှစ်တုန်းကလေဟုတ်ပါလေဒီကနေ့မှာ Just Down တဲ့အသေးရဲ့ Instagram မှာအရိကလေးကပုံတပုံကိုကျွန်တော်တွေးလိုက်တော့တော်တော်တော်အံ့တော့အောသွားတယ်ဗျာဘာလို့လဲဆိုတော့ဒီနောက်ပိုင်းကျွန်တော်တို့တပွဲလောက်တော့နိုင်ခဲ့တဲ့အသင့်သေးတယ်လို့ကျွန်တော်ထင်နေရတယ်တကယ်တော့မဟုတ်ခဲ့ဘူးပဲ ဒီတော့ဟာရီမက်ဂွေယာကဒီကနေ့ပွဲမှာဒူဘာလိုကမ္ဘာ့လားလူစင်ထဲမှာရှိနေတဲ့လဲဆိုတာကိုအသက်တည်ပြသသွားခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်လေကျွန်တော်ဆိုလိုချင်တာလဲဒါပါပဲသူကတဲ့ကိုရေးပါတဲ့သူတယောက်ပါရာစပေးကအင်္ဂလန်အသင်းမှာရှိတဲ့သူ့ရဲ့သင်္ကောင်းဆောင်မှုအကြောင်းပြောတာကိုကျွန်တော်ကြားခဲ့မှုပါတယ်သူဘလောက်တောင်ခေါင်းဆောင်ကောင်းတယောက်လေကစားမတွေကသူ့ကိုဘလို့အားကိုလဲဆိုတာမျိုးတွေပေါ့လေမိုင်ရတဲ့အသင်းမှာလည်းအတူတူပါပဲသူစီကလည်းသင်္ကောင်းဆောင် လက်ပတ်ကိုပြန်ပြီးရုပ်သိမ်းလိုက်တဲ့အချိန်မှာသူ့အနေနဲ့လောဘကိုစိတ်ထဲကြပြီးလမ်းမြောက်သွားနိုင်တယ်လို့ ကလောက်ကနေလည်းထွက်ခွာသွားခြင်းနဲ့စိတ်လဲပေါက်သွားနိုင်ခဲ့တယ်လေအမှန်တမ်းပြောတော့ဘယ်စားမှတွက်မစိုးဒါကသိတော့မလွဲပါဘူးအဲ့လိုဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့မာနကိုအတီးတဲထိခိုက်သွားစေတယ်ဒါမှလည်းပဲသူကအသိမှဆက်ရှိနေပြီးတော့အသိကောင်းဆောင်ဖြစ်တဲ့ဘရူနိုကိုထောက်ပံ့ပေးခဲ့ပါလေပွဲတိုင်းမကစားရပဲနဲ့ပွဲပြီးကနေနောက်ဆုံး10မိနစ်လောက်မှဝယ်မိကစားတာတွေလည်းရှိခဲ့ပါလေဒီကနေ့ပွဲမှာတော့ပွဲထွက်စားမှအဖြစ်ဝင်လာပြီးအကောင်းဆုံးခြေစောင်းကိုထပ်ပြီးတော့ပြသသွားခဲ့ပါလေသူ့ရဲ့ခေါင်းဆောင်မှုကိုပြသသွားခဲ့ပါလေပြီးတော့ service တွေမှာလည်းသူကတကယ်ကိုအန္တရာယ်ရှိတဲ့သူတယောက်ပဲဘောလုံးလောကမှာ service တွေရာတိတ်ကိုအရေးကြီးလာပြီဗျဒီအကြောင်းပြချက်ကြောင့်ပဲအင်္ဂလန်အသင်းအတွက်ဆိုရင်ကမ္ဘာဘလောက်ကိုသူ့ကိုတေချာပေါ့ခေါ်သွားသင့်တယ်လို့ကျွန်တော်တော့ထင်ပါတယ်စရောသူအတွက်ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်။သူပြောတာလည်းမှန်ပါတယ်။ကျွန်တော်မိသားစုထဲမှာတကယ်ချင်းအများကြီးကလည်းဘာဖို့ပြိသက်တွေလေ။ကောင်းလင်းရောဒီညဘလို့နေတော့ဘလို့နေလဲဆိုတော့သူလည်းအဆင်ပြေပါတယ်။တိတ်အများကြီးတော့ဘာမှတော့မဖြစ်ပါဘူး။ဒါပေမဲ့ကျွန်တော်ရင်ခေါက်ကစကားပြောခဲ့တဲ့ ဂျမီကတော့အခုအချိန်မှတော်တော်လေးစိတ်နဲ့ကြောက်နေတော့ပြီးဆိုတော့သိကြရတယ်။အဲ့ဒီတွေ့တော့ကျွန်တော်သိတော့ဂျင်းနဲ့မိပါတယ်။သူဒီညဘာသချင်းမှရေးနိုင်မှာတော့မဟုတ်တော့ဘူးထင်တယ်။ဒါတော့ကျွန်တော်ဒီရအောင်ပြောရတယ်ပြို့။နေုံမြဟာဒီမကွေရအကြောင်းလေးကိုမကြောခင်မှာတခုလောက်တော့မေးစမ်းပြရစီ哦။ကျွန်တော်အင်္ဂလန်အသင်းကိုတရင်ယူခဲ့တဲ့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာဒီအကြောင်းကိုအပြင်မှာပြောခဲ့မှုပါလေ။သူအခုလူစင်းမှာမပါတာပါတာလေ။အချိန်နည်းနည်းလေးတော့ကြာပြီးဆိုတော့ကျွန်တော်တို့သိပါဒါမှလည်းပဲကျွန်တော်သူ့ကိုတကယ်ပဲခင်မင်လာမိပါတယ်။ဘာလို့လဲဆိုတော့သူကအမြဲတမ်းမယုံနိုင်တဲ့အောင်ကိုယင်ကြည့်လို့လေ။ ပြီးတော့သူ့ကိုကြည့်ရတာမြင်ရတဲ့အတိုင်းပဲရိုးသားပွင့်လင်းတဲ့လူတယောက်လို့ခံစားရတယ်။ခမရသိတဲ့သူ့ရဲ့ပုံစံကရောဘလို့များရှိမလဲဗျ။ခမရကသူ့ကိုကောင်းကောင်းသိတယ်လေ။ကွင်းပြင်ပမှလည်းသိတယ်မဟုတ်လား။ရင်းအော်ဟုတ်ကဲ့။သူကတကယ်ကိုကောင်းတဲ့လူတယောက်ပါ။သူကစိတ်ရင်းကောင်းပါတယ်။ပြီးတော့ရိုးသားတယ်ပွင့်လင်းတယ်။ပြီးတော့မှန်ကန်တဲ့အချိန်တွေမှာရေမောတက်တယ်ဗျ။ဒါမှလည်းပဲဟယ်ရီရဲ့နေရာမှာသာဆိုရင်တော့သူဖြတ်တန်းခဲ့ရတာတွေကိုကျွန်တော်ဘလို့ရင်ဆိုင်မလဲဆိုတော့ကိုတော်တော်လေးတော့စဉ်းစားခက်လိမ့်မယ်။သူနေပေါင်းများစွာခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရတယ်လေ။အမေရိကတိုက်နေရာတနေရာမှာ ်ပါလီမန်ထဲမှာတော့သူ့ကိုအကြောင်းမဲ့ထည့်ပြီးပြောခဲ့တဲ့လောင်ပြောင်ခဲ့ကြတာမျိုးတော့ကျွန်တော်တွေ့ရတယ်လေဒီလောက်များတဲ့အရာတွေကိုသူ့အနေနဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရတာကိုကြည့်ရင်သူကတကယ်ကိုစိတ်တပန်းဆိုင်ရမှာမယုံနဲ့လောင်ကိုတန်ပါတယ်လို့ပြောရမှာပဲအဲဒီမှာသင်္ကောင်းဆောင်လက်ပတ်အသိခံရတယ်လူတွေကသူ့ကိုလောင်ပြောင်ရင်မောကြတယ်ဒီလူကကမ္ဘာပလာပြိုင်ပွဲရအကောင်းဆုံးဇာမဆင်းနေတာမှာပါခဲ့ပါအင်္ဂလန်သင်းတွေအမကန်ကစားခဲ့တယ်။မန်ချက်စတာယူနိုက်တက်ရဲ့အသင်းတွေတကယ်ကိုကောင်းခဲ့တာတွေလည်းရှိပါတယ်။ဒါတို့ကလုံးဝမတရားဘူးလို့ကျွန်တော်ထင်တယ်။လုံးဝကို ဒါအနှံချင်းမတစ်ခုတတ်တတ်လို့ကျွန်တော်တော့ထင်တာပဲဒေါ်နေရာပေါင်းဆောင်ကနေအနှံချင်းခံခဲ့ရပါတယ်အဲ့ဒါတွေကိုရင်ဆိုင်ပြီးတော့ကြောဖြတ်ပြီးအရှုံးမပေးဘဲဆက်ရှိနေကြတာကိုကြည့်ရင်တော့ခင်ဗျားပြောရမှာကဒါတကယ်ကိုစိတ်တက်တိတ်ကိုခိုင်ပါတဲ့လူသားတယောက်ပါလားလို့ဆိုတော့ပါပဲသူမိသားစုသူမိရွာတွေအတွက်လည်းဒါကမကောင်းပါဘူးဒီရအားလုံးကသူ့ရောသူ့မိသားစုကကြောဖြတ်ပြီးတော့တပတ်မှလည်းသူ့ရဲ့အရေးအသွေးနဲ့ဆန်းဆောင်ကြီးစိတ်တက်ခိုင်ပါမှုကိုပြန်ပြနိုင်ကြတဲ့အတွက်သူ့အတွက်ကျွန်တော်ဒီတက်ပိုးပြီးတော့ဝမ်းသာစရာတော့မရှိတော့ဘူးဗျ ဆိုတော့ကဲ့ရင်မက်ဂျက်စတောင်နာရဲ့အသင်းပြိသက်တွေကသူ့ကိုတကယ်ပဲတန်ဖိုးထားကြရဲ့လားသူကအရေးပါကြောင်းသူ့လိုနားလေကြရဲ့လားကျွန်တော်ထင်တာကတော့အချိန်တုန်းကတော့အနိုင်ကျင်းမှုတွေမှာအလုံးပါဝင်ခဲ့ကြတဲ့ကာလတခုတော့ရှိခဲ့မှာပဲဒါမှလည်းပဲပြည်တဲ့နှစ်နဲ့ငယ်တွေးမှာတော့အကိုတန်ရောအခြားမက်ဂျက်စတောင်နာရဲ့ပြိသက်အများကြီးကပါသူ့ကိုတကယ်ကိုချစ်ခင်လေးစားကြပြီလို့ထင်ပါတယ်ရိန်းကျော်သွားတဲ့အချက်တွေအပြင်သူ့ရဲ့ခံနိုင်မှုကိုမြင်တဲ့အခါမှာကလပ်ပေါ်ချစ်မြတ်နိုးတဲ့စိတ်ရှိတဲ့သူတယောက်ကိုမြင်ရတဲ့အခါပြီးတော့ပွဲကြီးတွေမှာသူအမြဲတမ်းရှေ့ကနေ မာမမမက်ရှိနေတာကိုမြင်ရတဲ့အခါတကယ်ကိုမှအံ့ဩမှင်သက်မိပါတယ်။ပြီးတော့နောက်တန်း၃ရောင်းတန်းမှာကစားတဲ့ဟာရီမက်ဂွေယာကအမကန်ကောင်းမှပါလေ။အင်္ဂလန်အသင်းအတွက်နောက်တန်း၃ရောင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်ကိုကြည့်လိုက်လို့ရှိရင်သိပါတယ်။သိနိုင်ပါတယ်။သူတကယ်ကိုတော်ပါတယ်။ဆိုတော့ကျွန်တော်ထင်တာကတော့ပြဿနာကကျွန်တော်ဟာရီကိုမီဒီယာမှာအများကြီးမတွေ့ရတော့တာပဲ။ဝဲပြင်းအင်တာဗျူးတို့ဘာလို့ထပ်ပေါ်ဗျာတူရီယိုဖိုင်နယ်နဲ့လောက်ခဲ့သလိုမျိုးရှေးရှေးဝေးဝေးအင်တာဗျူးတွေမှာသူရဲ့မတူညီတဲ့ အခြားတစ်ပတ်အချမ်းကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်လေယူရတက်ကသူ့ကို special media မှာကလေးတွေနဲ့ရင်းရင်းနေနေဆက်ဆံနေတဲ့ကလစ်လေးတွေတင်ခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ပါတယ်အဲဒီမှာသူ့ရဲ့မတူညီတဲ့အခြားတစ်ဘက်ကိုမြင်တွေ့ခဲ့ရပြီးဒါကပရိသတ်တွေအများကြီးအတွက်သူ့ရဲ့လူသားဆန်တဲ့ဘက်ကိုမြင်လာစေတယ်လို့ကျွန်တော်တို့ခံစားရတာပဲဟောငါတို့အသိကဒီဇာမရဲ့စိတ်နေစိတ်ထားကဒီလိုပါလားဆိုပြီးတော့ပေါ့လေ ူကတကယ်ကိုကောင်းမနဲ့ဇာမတရားပြပြီးသူကကလပ်မှာမရှိတော့တဲ့အချိန်ကြမှာငါတို့တွေဘလောက်တောင်တန်ဖို့ရှိရတဲ့သူလဲဆိုတာမျိုးသိလာရမယ်လူစားမျိုးပဲလို့ကျွန်တော်ကတော့ခံစားမိတယ်ဗျ။ဇရောအင်္ဂလန်သေးပါနဲ့ဒီလိုပဲဖြစ်မလာတော့မသိဘူး။နာရဇာတယောက်လူစင်းမှာပါဝင်မှုနဲ့ပတ်သက်ပြီးပြောဆိုမှုတွေများကြီးရှိပေမဲ့ကျွန်တော်တော့ rain နဲ့လုံးဝသဘောတူပါတယ်။ဟာဒီမကွေးရောက်ကိုအဲ့ဒီလူစင်းထဲမှာပြန်ပြီးတော့မြင်ချင်းသေးတယ်ဗျ။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နဲ့ဖျားကျမ်းပါချမ်းသာကြပါစေခင်ဗျာ။